မင်္ဂလာညချမ်းပါရှင်အော်တိုဘာလ3ရက်နေ့ည8:00နာရီညပိုင်းသတင်းတွေကိုစတင်ပြီးတိုင်းထုံးလေးတင်ဆက်ပေးတော့မှာပါဒီနေ့ညပိုင်းသတင်းတွေမှာတော့နေသီလနဲ့ကင်အဖွဲကအနံ့ရသည်ဖြစ်စဉ်အမြင့်တက်စီဆုံရှုံနေရတာဟာပြည်တော်စုသားတွေရဲ့အသက်အိုးအိမ်စီးစိမ်တွေသာဖြစ်လို့ငြိမ်းချမ်းရေးစကားဝိုင်းနဲ့နိုင်ငံကိုပြန်လည်တည်ဆောက်ခဲ့တယ်မို့ IBEC ဆေးရတော့မြစ်တာရက်ခံခဲ့တဲ့တဲ့ရေဖြူမြို့နယ်ကလိန်အောင်မြို့မယန်းချောင်းကျေးရွာအနီးရေးတဝဲကားလမ်းမှာ မော်တော်ယာဉ်တစီးဗရိတ်ပေါက်ပြီးချောင်းလေးကိုထိုးကြောင်မှုဖြစ်ပွားခဲ့ပြီးလိုက်ပါလာသူတွေထိခိုက်ဒဏ်ရာရရှိခဲ့တဲ့တဲ့င်။အင်ဒိုနီးရှားမှာပြိုကျခဲ့တဲ့ကျောင်းရဲ့အပြည့်အစည်တွေအောက်မှာအသက်ရှင်သူမရှိနိုင်တော့ဘူးလို့တောင်ဝင်ရှိသူတွေပြောကြားခဲ့တဲ့တဲ့င်။အမျိုးသမီး40ကျော်ကိုတပ်ပြီးထွက်ပြေးနေသူကိုဖမ်းဆီးနိုင်ရင်ကင်ညာရဲတပ်ဖွဲ့ကစုတော်ငွေထုတ်ခဲ့တဲ့တဲ့င်။ Crystal Palace အသင်းရဲ့ရှုံးဝဲမရှိစံချိန်16ပွဲအထိရောက်ရှိလာတဲ့တဲ့င်းအဆရှိတဲ့တဲ့င်းတွေကိုတင်ဆက်ပေးပါမယ်။ အိုးဆုံးသတင်းတပုတ်အနေနဲ့မြေသိလက်နက်ကိုင်အဖွဲ့ကအနံ့ရသည့်ဖြစ်စေအမြင်တက်စေဆုံးရှုံးနေရတဲ့ဟာပြည်တော်စုသားတွေရဲ့အသက်အိုးအိမ်စီးစိမ်တွေသာဖြစ်လို့ငင်းချင်းရေးစကားဝိုင်းနဲ့နိုင်ငံကို ပြန်လည်တိဆောက်ကယ်တင်ဖို့ IBEC ဆေးရတော့မြစ်တာရက်ခံခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါပါမြေသိလက်နက်ကိုင်အဖွဲ့စီကအနံ့ရသည့်ဖြစ်စေအမြင်တက်စေဆုံးရှုံးနေရတာဟာမြန်မာနိုင်ငံမှာရှိတဲ့ပြည်တော်စုသားတွေရဲ့အသက်အိုးအိမ်စီးစိမ်တွေသာဖြစ်တာကြောင့်ငင်းချင်းရေးစကားဝိုင်းနဲ့ နိုင်ငံကိုပြန်လည်တည်ဆောက်ခဲ့တင်ဖို့ Stockholm ကမ္ဘာငြိမ်းချမ်းရေးဆိုရှင် IBEC ဆီကတော့အကမဟာတတမဇော်တိကတစဒေါက်တာအရှင် သောပိတာကအဂုလနေရည်နေကမြစ်တာရဲခန့်တောင်းဆိုခဲ့ပါတယ်။ လက်နက်ကင်သေးသေးရဲ့စစ်ပွဲတွေအစားငြိမ်းချမ်းရေးကိုဆွေးနွေးဖို့အချိန်တန်မီဖြစ်တယ်လို့ IBEC ကရတော့ကမြစ်တာရက်ခန့်ချက် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။မြစ်တာရက်ခန့်ချက်မှာမြန်မာနိုင်ငံဟာလွတ်လပ်ရေးရပြီးစကာလကစပြီးဒီကနေ့တိုင်းမြန်မာနိုင်ငံသားတိုင်းရင်းသားညီကောမွန်နှမတွေတန်းတူညီမျှမှုမရှိမှုပြဿနာပင်လုံကတိကဝိပြဿနာလူမျိုးစုပြဿနာတွေအကြားအချင်းချင်းလက်နက်ကင်စစ်ပွဲတွေအတော်မတက်ဆင်နွှဲနေကြတာဟာဒီနေ့ထိတိုင်းပြည်သူပြည်သားတွေသိရှိပြီးဖြစ်ကြောင်းဖော်ပြထားပါတယ်။ ဒါပြင်2021ခုနှစ်ဖေဖော်ဝါရီလရက်ကနေ2025ခုနှစ်အောက်တိုဘာအထိမြန်မာနိုင်ငံသားတွေအချင်းချင်းလက်နက်ကိုင်တိုက်ပွဲဆင်နွှဲကြတဲ့အတွက်မြန်မာနိုင်ငံသားလူငယ်များစွာတေးကြေးပြက်စီပြီးတိုင်းပြည်ရဲ့အနာဂတ်ပျက်စီးနေတာကိုပြည်သူပြည်သားတွေသိရှိပြီးဖြစ်တယ်လို့မြို့ပြကြီးရွာနဲ့နိုင်ငံတော်ရဲ့အခြေခံအရင်းအမြစ်တွေဆုံးရှုံးလျက်ရှိကြောင်းနဲ့မြေသိလက်နက်ကိုင်အဖွဲ့အစည်းကအနိုင်ရသည်ဖြစ်စေအမြဲတစေဆုံးရှုံးနေရတာဟာမြန်မာနိုင်ငံတော်ကြီးမှနေထိုင်တဲ့ ြောင်စုသားတွေရဲ့အသက်ဝိုင်းစည်းစိမ်တွေသာဖြစ်ကြောင်းထုတ်ပြန်ကြမှာ IPEC CRO ကမိန့်ကြားထားပါတယ်။ မြတ်ဗုဒ္ဓရဲ့တရားတော်အရရန်ကုန်ရန်ချင်းတုံ့ပြန်နေပြီးအချင်းချင်းတပ်ဖြတ်ကြပါကဘယ်သောအခါမှစစ်ပွဲတွေပြီးဆုံးမှာမဟုတ်တဲ့အတွက်မြမလက်နက်ကိုင်အဖွဲ့အစည်းအသီးသီးဖြစ်တဲ့မြမတမတော် KIA AA KNU MNDAA DNLA UWSA PDF အပါအဝင်တိုင်းသောလက်နက်ကိုင်အသီးသီးအနေနဲ့စစ်ပွဲတွေနဲ့အချင်းချင်းတပ်ဖြတ်မှုကိုရပ်တန့်ပြီးငြိမ်းချမ်းရေးစကားဝိုင်းနဲ့အမည်မြမနိုင်ငံကိုပြန်လည်တိဆောက်ကဲ့တင်ဖို့တောင်းဆိုကြောင်း IBEC CRO ရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါရှိပါတယ်။ ရေဖြူမြို့နယ်ကလျောင်မြို့မယန်းချောင်းကျေးရွာအနီးရေးတဝဲကားလမ်းမှာမော်တော်ယာဉ်တစ်စီးပရိတ်ပေါက်ပြီးချောင်းထဲကိုထိုးကျမှုဖြစ်ပွားခဲ့ပြီးလိုက်ပါလာသူတွေထိခိုက်ဒဏ်ရာရရှိခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ရေဖြူမြို့နယ်ကလျောင်မြို့မယန်းချောင်းကျေးရွာအနီးရေးတဝဲကားလမ်းမှာမော်တော်ယာဉ်တစ်စီးပရိတ်ပေါက်ပြီးချောင်းထဲကိုထိုးကျမှုဖြစ်ပွားခဲ့တယ်လို့ဒေသခံတွေရဲ့ပြောကြားချက်တွေအရသိရပါဗျ။ အော်တိုဝါတရက်နေ့ညနေပိုင်းအချိန်ကရေမျိုးဘက်ကနေတဝဲမျိုးဘက်ကိုမောင်းနှင်လာတဲ့မော်တော်ယာဉ်တစ်စီးဟာအဆိုပါကလေးအောင်မျိုးမယန်းချောင်းကျေးရွာအနီးလမ်းခွေနေရာမှာဗရိတ်ပေါက်ပြီးလမ်းမေးမှာရှိတဲ့ချောင်းထဲကိုထိုးကျမှုဖြစ်ပွားခဲ့တာဖြစ်ကြောင်းနဲ့အဲ့ဒီမော်တော်ယာဉ်ဟာပလက်အနေအထားနဲ့တိမ်မောက်ခဲ့တယ်လို့ဒေသခံတအူကပြောပါရတယ်။ ၎င်းကဆက်လက်ပြီးချောင်းထဲမှာရေရှိနေပေမဲ့ဒေသခံတွေကအချိန်မီကယ်ဆယ်နိုင်ခဲ့လို့အသက်အန္တရာယ်တော့မကြုံတွေ့ခဲ့ရဘူး။ကားထဲမှာရမောင်းမျိုးသားတအုပ်နဲ့ခီးတဲ့လေးဦးလိုက်ပါလာကြတယ်။အမျိုးသမီးတအုပ်ရဲ့ဒဏ်ရာနည်းနည်းပြင်းထန်တယ်။ကျန်တဲ့သူတွေကတော့ဒဏ်ရာတွေတိတ်မပြင်းထန်ဘူးလို့ပြောပါရယ်။ဒီလိုရင်တိတ်မောက်မှုကြောင့်ထိခိုက်ဒဏ်ရာရရှိခဲ့ကြသူတွေကိုဒေသခံတွေကကလျောင်မြို့မှာရှိတဲ့ပြည်သူ့စေယုံကိုပို့ဆောင်ပေးခဲ့တယ်လို့သိရပါရယ်။ဆက်လက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်။ အင်ဒိုနီးရှားမှာပြိုကျခဲ့တဲ့အကြောင်းရဲ့အပြက်အစည်းတွေအောက်မှာ အသက်ရှင်သူမရှိနိုင်တော့ဘူးလို့တာဝန်ရှိသူတွေပြောကြားခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အင်ဒိုနီးရှားနိုင်ငံရဲ့ဂျာဗာကျွန်းမကြီးပေါ်မှာပြိုကျသွားခဲ့တဲ့ကျောင်းရဲ့အပြက်အစည်းတွေအောက်မှာအသက်ရှင်သူကြံရစ်တဲ့လက္ခဏာတွေမတွေ့ရတော့ဘူးလို့အော်တိုဘာ၂ရက်နေ့မှာတာဝန်ရှိသူတွေကပြောကြားခဲ့ပါတယ်။59ခန့်ပိတ်မိနေသေးလို့ယုံကြည်ရကြောင်းအာဏာပိုင်တွေကပြောပါရတယ်။ ဆီရိုရာဂျိုမြို့မှာရှိတဲ့အထက်ပေါင်းများစွာမြင်းနဲ့အစ္စလာမစ်ဘော်ဒါကျောင်းဟာကျောင်းသားတွေမော်လဲပိုင်းစုတောင်းမှုစူးစီးနေချိန်မှာရုတ်တရက်ပြိုကျခဲ့တာဖြစ်တယ်လို့ဒေတာရင်းသတင်းတွေအရသိရပါတယ်။တက်ရောက်တဲ့ကျောင်းသားအချက်လက်တွေကိုအခြေခံပြီးပြောရမယ်ဆိုတာကအဆောက်အုံရဲ့ပြည်စည်းတွေအောက်မှာ59ဦးပိတ်မိနေတယ်လို့ယူဆရကြောင်းအမျိုးသားဘေးအန္တရာယ်ရောပါရေးအေဂျင်စီပြောရေးဆိုခွင့်ရ အပ်တယ်မူဟာရီကပြောပါရယ်အနည်းဆုံး9ဦးသေဆုံးခဲ့ပြီး59ဦးပျောက်ဆုံးနေဆဲဖြစ်တယ်လို့ဆိုပါရယ်စီဒိုရာဂျိုမြို့မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာသတင်းတောက်တအိုးကပျောက်နေသူအရေအတွက်ကိုမြင်းမြတ်တဲ့အခါတောင်ရင်ရှိသူတွေက၎င်းတို့လည်းပျောက်နေသူအရေအတွက်ကိုမသိဘူးလို့အစောပိုင်းမှာဖြေကြားခဲ့ပါရယ်ကျွန်တော်တို့ကတာမန် drone တွေလို့အစစ်မြင့်နေပညာတွေကိုအသုံးပြုခဲ့တာပါနောက်ထပ်အသက်ရှင်သူရှိနေသေးတဲ့လက္ခဏာမတွေ့ရပါဘူးလို့ဆိုပါရယ် အမျိုးသမီး40ကျော်ကိုတတ်ပြီးထွက်ပြေးနေသူကိုဖမ်းဆီးနိုင်ရင်ကင်ညာရဲတပ်ဖွဲ့ကစုရုံတွေထုတ်ခဲ့တဲ့သတင်းကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်။အမျိုးသမီး40ကျော်ကိုတတ်ပြီးလွန်ခဲ့တဲ့တစ်နှစ်ကျော်ကထွက်ပြေးလွတ်မြောက်သွားသူလူသက်တရခန် Collins Jumaisi Khalusha ကိုပြန်လည်ဖမ်းဆီးနိုင်ရင်သတင်းပေးသူကိုစုရုံတွေရှင်းလင်းသက်သန်းပေးမယ်လို့ကင်ညာရဲတပ်ဖွဲ့ကထုတ်ပြန်ကြေညာထားပါတယ်။ ခါလူရှာဟာအမျိုးသမီး40ကျော်အသက်ခံရမှုမှာအထူးကတန်တရားရှိသူဖြစ်ပြီးအပိုင်းပိုင်းဖြစ်နေတဲ့အလောင်းတွေကိုမြို့တော်နယ်ရိုဘီမှာရှိတဲ့အခွင့်အခါအမိုက်ပုံဖြစ်နေပြီဖြစ်တဲ့ကြောက်ကျင်းတစ်ခုမှတွေ့ခဲ့ရတာဖြစ်ပါတယ်။ခါလူရှာဟာအဖမ်းခံရပြီးမကြမီ2024ခုနှစ်ဩဂုတ်20ရက်မှာတခြား12ဦးနဲ့အတူ၎င်းကိုချုံနောင်ထားတဲ့နေရာကနေထွက်ပြေးလွတ်မြောက်သွားပါတယ်။ အမေရိကန်တန်ယုံ UN ယုံတို့နဲ့နေပြီးအတင်းကျပ်ဆုံးရဲစခန်းတွေကတခုလို့ယူဆရတဲ့နေရာကနေခါလူရှာဘလို့လွတ်သွားတယ်ဆိုတာကိုကင်ညာနိုင်ငံသားအများစုကအံ့ဩနေကြပါတယ်။မနစ်ကလည်းရဲတပ်ဖွဲ့ကစုရုံကြီးထုတ်ခဲ့ပါသေးတယ်။သူထွက်ပြေးနိုင်အောင်ကူညီခဲ့မှုနဲ့ရဲတချို့ဖမ်းဆီးခံခဲ့ရပေမဲ့နောက်ပိုင်းမှာအာမခံနဲ့ပြန်လွတ်လာကြပါတယ်။ခါလူရှာကပြစ်မှုတွေကိုဝန်ခံခဲ့ပေမဲ့သူ့ရဲ့ရှင်တွေကနှိမ့်ဆက်ခံရလို့ဝန်ခံရတဲ့ပုံစံမျိုးနဲ့ရုံးတော်မှာထွက်ဆိုခဲ့ပါတယ်။ ောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ Crystal Palace အသင်းရဲ့ရှုံးဝဲမရှိစံချိန်ဟာ16ပွဲအထိရောက်ရှိလာတဲ့အားကစားသတင်းကိုတင်ဆက်ပေးပါမယ်။ Crystal Palace အသင်းဟာမနေ့ကအရှင်ပြိုင်ကစားခဲ့တဲ့ Conference League ပွဲမှာ Dynamo Kiev အသင်းကို2-0ခုမရှိနဲ့အနိုင်ရခဲ့တာကြောင့်ပြိုင်ပွဲဆုံးရှုံးဝဲမရှိတာ16ပွဲအထိရှိလာခဲ့ပြီဖြစ်တယ်လို့သိရပါဗျ။ Crystal Palace အသင်းဟာ April လတုန်းက ပရီးမီးယားလီမှာနယူကာဆယ်အသင်းကို၅ဂိုးပြတ်နဲ့ရှုံးနှင်းခဲ့ပြီးနောက်ပိုင်းရှင်ပြိုင်ကစားခဲ့တဲ့ပြိုင်ပွဲဆုံး၁၆ပွဲမှာရှုံးပွဲမရှိအောင်ဆန်းဆောင်နိုင်ခဲ့တာဖြစ်ပြီး၁၇ပွဲနိုင်၈ပွဲသေရကြခဲ့တာပါ။ဒါကြောင့်ဘဲလစ်အသင်းဟာလက်ရှိအချိန်မှာအော်ရော့ဘထိပ်တန်းလိ၅ဂိုးနဲ့ရှုံးပွဲမရှိတဲ့ပွဲဆက်အများဆုံးအသင်းဖြစ်ရပ်တည်နေသလိုအသင်းရဲ့သမိုင်းတလျှောက်အရှိကြဆုံးရှုံးပွဲမရှိမှတ်တမ်းကိုပိုင်ဆိုင်ခဲ့ပြီဖြစ်တယ်လို့သိရပါဗျ။ ပယ်လစ်အသင်းဟာဒီယာဒီမာမဥရောပပြိုင်ပွဲစတင်ရှင်ပြိုင်ခွင့်ရရှိခဲ့တာဖြစ်တာကြောင့်ဒိုင်နမိုကိဖ်ကိုအနိုင်ရရှိခဲ့တာကပထမဆုံးဥရောပအဆင့်နိုင်ပွဲအဖြစ်မှတ်တမ်းဝင်ခဲ့တယ်လို့လည်းသိရပါတယ်ကျွန်တော်တို့အတွက်ပြိုင်ပွဲတိုင်းကအတူတူပါပဲဒီပြိုင်ပွဲလိုပဲတခြားပြိုင်ပွဲကလည်းအရေးကြီးပါတယ်ပွဲတိုင်းမှာအကောင်းဆုံးပုံစံနဲ့ရှေ့ဆက်သွားကြပါတယ်လို့နီးပြကလစနာကပြောကြားခဲ့ပါတယ်အော်တိုဘာလ3ရက်နေ့ည7:00နာရီညပိုင်းတရနေ့ကိုတရားထုံးနဲ့တင်ဆက်ပေးသွားခဲ့တာပါကြည့်ရှင်နာဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါတယ်ရှင် တာယာအေဂျင့်နဲ့ညာချမ်းလေးဖြစ်ပါစေ။